မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်း Homeland မြို့နယ်အတွင်းမှာရှိတဲ့ရွှေတွင်းစိုင်းပန်ရွာအနီးစစ်တပ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်ဖွဲ့များတပ်ဆွဲထားတဲ့စကမ်းများကို November 16ရက်နေ့မနက်ပိုင်းမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကအပိတတိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအထိုင်စခန်းများမှာစစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့များက2022ခုနှစ်စက်တဘာလကတည်းကအထိုင်ချတပ်ဆွဲထားခြင်းဖြစ်ပြီးတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်စေစင်းရွာနဲ့နယ်မြေချင်းထိ ီးစံနေပြီး KI နဲ့ပူးပေါင်းတပ်ဖွဲ့များက November 14ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ November 16ရက်နေ့မနက်ပိုင်းမှာအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။သခိုင်းနဲ့ကချင်အဆက်က SNA တပ်စခန်း၄ခုအထိကိုသိမ်းထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဆွေးရှောင်နေရတဲ့ဒေသခံတွေလည်းရှိပါတယ်လို့ Homeland မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတပ်ဖွဲ့ဝင်တဦးကပြောကြားထားပါဗျ။တော်လိုင်းပူးပေါင်းတပ်ဖွဲ့များဟာ November 16ဒုတိယပတ်ကလည်း Homeland ဒေသကနာမည်ကြီးရွှေမော်နောက်ပိုအောင်ချေးရွာအနောက်ဘက်မှာရှိတဲ့ တော်စီနမ်ကောင်းကောင်းရွာရှမ်းနေတက်အထိုင်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အဲ့ဒီအထိုင်စခန်းများကစစ်တပ်နဲ့ရှမ်းနေတက်ဖွဲ့ဝင်အင်အား30ကျော်ဟာလဲဟ ோம் မလင်းမျိုးဘက်ကိုထွက်ပြေးသွားကြတယ်လို့သိရပါဗါဒအလားတူပဲအော်တိုဘာလကုံပိုင်းကလည်းဟ ோம் မလင်းတက်ဖက်ကန်းဆယ်စင်းရွာမှာရှိတယ်စစ်တပ်နဲ့ရှမ်းနေတက်ဖွဲ့အထိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါဗါဟ ோம் မလင်းမျိုးနဲ့အတွင်းမှာရှိတယ်ရွှေပြည်အင်းမျိုးကိုပြည်သူ့ကာကွယ်တက်ဖွဲ့များက2023ခုနှစ်ကနေနိုဝင်ဘာလမှာစတင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ တမူးခရိုင်ကမြို့တက်မြို့နယ်ခန့်ပတ်မြို့များကိုလည်းတိတ်ပိုက်ထိန်းချုပ်ထားနိုင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကုန်းတစ်ခုသာကျန်ရှိတော့ပြီးတော့ အဲ့ဒီနေရာမှာစစ်ကောင်စီဝန်တန်းနန်းစီဒီယံဝန်တန်း200ဦးခန့်ကိုစစ်ကောင်စီတပ်ကဒဇာကန်ပြုတ်လုထားပြီးတော့လေကြောင်းပစ်ကူကိုအုံပြုပြီးခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းတော်မျိုးသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကနိုဝင်ဘာလ1ရက်နေ့မှာပြန်လည်စတင်ခဲ့ပြီးတော့နိုဝင်ဘာလ19ရက်နေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီဟာအင်းတော်မျိုးကဖုန်ကြီးကြောင်စစ်တပ်ဂုံးနဲ့ဂျပန်လိုင်ကူဖျားကနေပြီးတော့အပြင်းထန်ခုခံခဲ့ပြီးယခုခါမှာစစ်တပ်ဂုံးတစ်ခုသာကြန့်ရှိတော့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များနဲ့နှိစက်သူတို့ကပြောပြထားပါတယ်။မြေပြင်သတင်းရ င်းမြစ်တူကစစ်တပ်ကုန်းပဲကြံတော့တယ်အဲ့ဒီထဲမှာနန်းစီတန်းဝန်ထမ်း200လောက်ရှိတယ်ပြန်မလွတ်ပေးဘဲနဲ့ကာဗာလုံထားတဲ့သဘောပဲတိုက်ပွဲကပြင်းထန်နေပြီးတော့စစ်ကောင်စီကလေချောင်းကနေလာလာပြစ်နေတယ်လို့ပြောဆိုထားပါတယ်အင်းတော်မျိုးသိတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ပူးပေါင်းမဟာမိတ်တပ်များကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်တော်လိုင်းတပ်ဖွဲ့များကအင်းတော်မျိုးသိမ်းတိုက်ပွဲကိုပင်လယ်ဘူးထိကြိုက်မျိုးသိမ်းတိုက်ပွဲတို့နဲ့အတူ ဩဂတ်လ16ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ PDF များကပင်လယ်ဘူးမြို့ကိုအော်တိုဘားလ10ရက်နေ့မှာအပိသက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ ပထမအကြိမ်ထိုးစစ်မှာအင်းတော်မြို့နယ်မှာရှိတဲ့နဘာလန်းစုံစစ်ကောင်စီစခန်းနဘာချေးရွာအတွင်ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းနဲ့အင်းတော်မြို့မှာရဲစခန်းကာကွယ်တပ်ဖွဲ့များကတင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။စုတ်ခွာသွားတဲ့စစ်ကောင်စီတပ်ဟာအင်းတော်မြို့မှာဖုန်ကြီးကျောင်းစစ်တပ်ဂုံးနဲ့ဂျပန်လိုင်ကူဖျားကုန်းမှာတပ်ဆွဲထားပြီးတော့ဒေသခံများကိုဖမ်းဆီးကာလူသားဒဏ္ဍာရီအဖြစ်နဲ့ထားရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကထိုးစစ်ကိုရန်နာခဲ့ရတယ်လို့သိရပါတယ်။ ဩဂတ်စ်လနှောင်းပိုင်းကနေစတင်ပြီးတော့အော်တိုဘာလကုန်အထိတိုက်ပွဲရန်နာခဲ့ရပြီးတော့နိုဝင်ဘာလဇန်ပိုင်းမှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အင်းတော်မျိုးအနီးမော်လူးမျိုးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကထိန်းချုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အင်းတော်တိုက်ပွဲပြင်းထန်နေတဲ့အချိန်နိုဝင်ဘာလ9ရက်နေ့ကမော်လူးမျိုးစေယုံကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုဟာကြီးမားတဲ့ထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းမှာထိခိုက်မှုအခြေအနေများကိုတော့မသိရှိရသေးဘူးလို့ပြောပါတယ်။တိုက်ပွဲကြောင့်အင်းတော်ကတာလမ်းပိုင်းနဲ့ မန္တလေးမြေကြီးနားလမ်းပိုင်းကိုယာယီပိတ်ထားရတယ်လို့သတင်းရရှိပါရယ်။အင်းတော်မျိုးမှာစစ်ကောင်စီရဲ့ချင်းမြန်တိုင်ရင်ခမရခွန်ခွန်လက်အောက်ခံတပ်သားများနဲ့ရှမ်းနီတက် SNA တို့ကပူးပေါင်းပြီးတော့ခုခံနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာနိုဝင်ဘာလဝက်အတွင်းတိုက်ပွဲပေါင်း73ချိန်ဖြစ်ပွားခဲ့ပြီးတော့တိုက်ရဲမှုနဲ့ဒုတက်ရဲမှုအပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်သား88ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ1ရက်နေ့ကနေ15ရက်နေ့အထိကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲစုစုပေါင်း73ချိန်ဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတိုက်ရဲမှုတအူဒုတက်ရဲမှုတအူအပါအဝင်စစ်သား88ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KN နာလေအမှန်၅တပ်မဟာနဲ့ပူပေါင်းတပ်ဖွဲ့ဝင်များဘက်ကလည်းရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အမှန်၅တပ်မဟာလက်အောက်ခံတပ်ဖွဲ့ဝင်များနဲ့ပူပေါင်းတပ်ဖွဲ့ဝင်များကအကြမ်းဖက်စစ်တပ်ရဲ့မော်တော်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်အောင်နှန်းရိပ်သာအနောက်ရပ်ကွက်32လမ်းနဲ့33လမ်းကြား85လမ်းနဲ့86လမ်းကြားမှာရှိတဲ့လူနေရပ်ကွက်အတွင်းကနေအိမ်အလုံး20ခန့်ကိုကျူးကျော်တယ်ဆိုပြီးတော့စစ်ကောင်စီကအင်အားအများပြားကိုတုံးပြီးတော့နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာရှင်းလင်းခြင်းတွေကိုလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်း10:00နာရီခွဲလောက်ကလာပြီးတော့လက်ရှိရှိနေတဲ့မိသားစုဝင်တွေကိုနှင်ထုတ်ပြီးတော့အဆောက်အဦတွေကိုဘူလိုဇာနဲ့ထိုးသွားတာအဲ့ဒီမြေကစီမင်းပိုင်မြေဆိုပြီးတော့ဖယ်ခိုင်းထားတာနှစ်တော်တော် တော့ကြာနေပြီအရင်ကတော့ရက်ကွက်ဓမာယုံပိုင်မြေလို့တော့သိရတာပဲအခုကစစ်တပ်အာဏာသိမ်းပြီးတော့ဖယ်ပေးဖို့ဆိုပြီးတော့စာရီထုတ်ခံထားရတယ်လို့သိရတယ်အခုကဖယ်မပေးလို့ရက်ကွက်ကိုပိတ်ပြီးတော့မှရှင်းသွားကြတာပဲလို့အနည်းမှနေထိုင်တဲ့ပြည်သူတို့ကပြောပြထားပါတယ်အခုလိုမျိုးနေအိမ်များရှင်းလင်းနိုင်ရန်နိုဗ ెంబ ာလ19ရက်နေ့မနက်10:00နာရီခွဲကန်ကရက်ကွက်ဝင်းအတွင်းထဲကိုစီပင်ကျူးကျော်ရှင်းလင်းရေးအဖွဲ့ကစစ်တပ်ရဲတပ်ဖွဲ့လုံခြုံရေးများနဲ့ဝင်ရောက်လာပြီးတော့နှင်ထုတ်ကနေအိမ်များကိုဘူဒိုဇာများနဲ့ထိုးပြီးတော့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလုံဆောင်ရန်အတွက်အချုပ်ကားကိုပါယူဆောင်လာကရက်က ကွအဝင်လမ်းများမှာပိတ်ဆို့ထားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကအဲ့ဒီလမ်းပိုင်းကိုနေ့လယ်ပိုင်းအထိပိတ်ဆို့ထားပြီးတော့လမ်းသွားလမ်းလာများကိုတောင်မှဖြတ်တန်းသွားလာခွင့်မပြုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အရှိဘန်လောရွာကိုအကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာနေအိမ်နဲ့ဇေဒီတော်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်နေ့မနက်10:40ခန်းမှာဘန်လောရွာအနီးကြောက်ပုံတောင်မှာစခန်းချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအရှိဘန်လောကျေးရွာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူဝိုင်းနေအိမ်များနဲ့ဇေဒီတော်များပျက်စီးခဲ့ပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တနင်္လာနေ့မြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရဲသားပြည်သူများကိုပြစ်မှတ်ထားပြီးတော့ တိုက်ခိုက်ခြင်းများလှုပ်ဆောင်လာတဲ့အတွက်ပြည်သူများအနေနဲ့အထုယူဆိုင်နေထိုင်ကြရန် People Defense Force ဘိတ်ခရိုင်တိုက်ရဲနှစ်ကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမင်းကုန်းမြို့မြတ်သိန်းတံဖျားမှာအကြမ်းဖက်စစ်တပ်ကတပ်ဆွဲကအထက်ပိုင်းမှာရှိတဲ့ကြေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းပြည်သူများကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်ငွေညစ်ချင်းများကိုလုဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်များကမင်းကုန်းမြတ်သိန်းတံဖျားမှာအခုနှစ်ဇူလိုင်လကတည်းကတပ်ဆွဲခဲ့ခြင်းဖြစ်ပြီးတော့တလကိုတစ်ကြိမ်တပ်ချင်းချင်း အင်အားတိုးခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ပြည်သူများကို PDF ဆိုပြီးတော့ဆွဆွဲကဖမ်းဆီးရိုက်နှက်ညှဉ်းပန်းခြင်းငွေညှဉ်းချင်းများကိုလည်းမကြာခဏပြောင်းလဲလေးရှိတယ်စစ်ကောင်စီတပ်သားတွေကလှုပ်ဆောင်လေးရှိတယ်လို့သိရပါတယ် တက်ဆွဲထားတာခုနှစ်လပိုင်းကလေးကပါတလတခါလူချင်းပြီးတော့အင်အားတိုးပါတယ်၁၈ရက်နေ့ကအင်အားတွေထပ်တိုးပါတယ်ပြည်သူတွေကို PDF ဆိုပြီးတော့ဖမ်းတယ်ငွေညစ်တယ်မတင်ငါရင်ဖမ်းပြီးတော့ရိုက်နှက်ပါတယ်လို့မင်းကွန်ကဒေသခံသတင်းရင်းမြစ်ကရှင်းပြထားပါတယ်မင်းကွန်ဒေသမြသိန်းနယ်ဖះမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာမကြာခဏဆိုးသလိုထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်အကြမ်းဖက်စစ်သားများက၎င်းတို့တက်ဆွဲရနေရာအနီးကိုရောက်ရှိလာတဲ့ပြည်သူတွေကိုဖမ်းဆီးငွေညစ်ချင်းများကိုလုဆောင်ပြီးတော့ညာဘက်မှာ တပ်ဆွဲရနေရနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကပျက်စီးများကိုခိုးယူခြင်းများကိုလည်းလှုံ့ဆော်နေတယ်လို့ဒေသခံပြည်သူများထံကသိရပါဗျာ။ အခုမင်းကုန်းမှာစစ်ကောင်စီနဲ့ပြူစောတိတွေကြီးစိုးနေပါတယ်ဝီရသူလည်းမင်းကုန်းကိုရောက်နေတယ်ဖျားတွေလည်းအကန့်အသတ်မရှိပိတ်ထားပါတယ်ဖျားဖို့လာမဲ့ပြည်သူတွေလည်းတတိထားဖို့နှိုးဆော်တာပါလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်ဒါအပြင်မင်းကုန်းဒေသညာသိန်းတန်ဖျားအနီးပတ်ဝန်းကျင်မှာဖြတ်တန်းသွားလာနေတဲ့ပြည်သူတချို့ကိုလည်းလိုက်လံပြစ်ခတ်မှုများလှုံ့ဆော်နေတဲ့အတွက်ထိခိုက်ဒဏ်ရာမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်ညာသိန်းတန်ဖျားဝင်းကိုအခြေပြုတက်ဆွဲပြီးတော့အနီးနားမှာရှိတဲ့ကြေးရွာများကိုစစ်ကြောင်းထိုးခြင်းနေအိမ်များကိုမိရှို့ခြင်းများ ပြည်စည်းများကိုဖောက်ထွင်းလူရမှုများကိုလည်းမကြာခဏကျူးလွန်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ